ဘုရားအလောင်းတို့မဖြစ်တဲ့ဘဝဌာန18မျိုးဆိုတာရှိပါတယ်။အဲ့ဒီ18မျိုးကဘာတွေလဲဆိုတာကိုဥစဉ်ဖတ်ပြမယ်နော်။ရှင်ဖရာဖရာဖြစ်မဲ့သူတွေဟာမဖြစ်တဲ့နေရာမဖြစ်တဲ့ဘဝမျိုးရှိပါသလားတဲ့ရှိပါတယ်เนาะဖရာအလောင်းတို့မဖြစ်တဲ့ဘဝဌာန18မျိုးဆိုတာရှိပါတယ် အဲ့ဒီ၁၈မျိုးကဘာတွေလဲဆိုတာကိုဥစဉ်ဖတ်ပြမယ်နော်တိနသစ္ဆန်တော်ဟောတိနသစ္စပတိရောပရိတန်ဒီအာဖြင့်ကမ်းသူငါပင်သူမဖြစ်ခြင်းနှင့်ငါအုံမတ်တကောအယူမဖြစ်ခြင်းသုံးငါအေလမူခောငါပိဋ္ဌတ္တိကတွင်မှတွားရည်ယူသူစွတ်အသူမဖြစ်ခြင်းလေးငါမိလက်ခေသူဥပိသတိလူတိုင်းတို့၌မဖြစ်ခြင်းငါ နာဓာတိယကုတ်စင်မိနိဗ္ဗတတိကျော်မဝါ၌ပရိတန်ဒီမနေခြင်း6နာနိယတမိစ္ဆာဒိဋ္ဌိကိုဟောတိနိယတမိစ္ဆာဒိဋ္ဌိအယူရှိသူမဖြစ်ခြင်း9နာဂတလိင်္ဂံပရိဝတ္တတိလိင်ပြောင်းလဲမှုမဖြစ်ခြင်း10နာပင်စာနရိယကမ္မာနိကရောတိပင်စာနရိယကံကိုကျူးလွန်သူမဖြစ်ခြင်း9နာကုတ်တိဟောတိမူနာဆွဲကတ်သူမဖြစ်ခြင်း10 နတိရိသာနယောနိယံဝတ္တတော်ပိစိမတ္ထဘာဝဟဋ္ဌိကောအဓိကထဘာဝဟောတိတရိစ္ဆာန်မျိုး၌ဖြစ်သောငောောင့်ငယ်သောတတ္တဝါစင်ထက်ကြီးသောတတ္တဝါမဖြစ်ခြင်း၁၁နခုပိပါတိကနိစ္စမတ္တနိကပေတေတုဥပ္ပဇ္ဇတိခုပိပါတိကနိစ္စမတ္တနိကပိတ္တာဘုံဘဝတို့၌မဖြစ်ခြင်း၁၂နကာလကိဉ္စီကာတုရေတုကာလကိဉ္စီကအတူရာတို့၌မဖြစ်ခြင်း၁၃နအဝိစီမြိရယေ အဝေစီငရေ၌မဖြစ်ခြင်းဆက်လေးနလောကန္တရိကေတုလောကန္တရိငရေတို့၌မဖြစ်ခြင်းဆန်ငါကာမဝစရိတုပနာနမာရောဟောတိကာမဝစရနတ်ပြည်တို့၌မာနမဖြစ်ခြင်းဆက်ချောက်အရူပဝစရိတုနအသိဉေဘဝေနတုဒ္ဒဝါတိတုဥပ္ပဇတိအရူပဗြမပြည်တို့တွင်အသိညတ်ဘုံတုဒ္ဒဝါဒဘုံတို့၌မဖြစ်ခြင်းစက္ခွန်နအရူပဘဝေတု အရူပဘုံတို့၌မဖြစ်ခြင်းဆက်ရှိနာအင်ညာသက်ကဝါလံတင်ကမတိအခြားသောသက်ကဝါလာတို့၌ကြောင်းရည်မဖြစ်ခြင်းတို့ပဲဖြစ်ပါတယ်ဒါဟာဖရာအလောင်းတို့မဖြစ်အပ်တဲ့မဖြစ်ထိုက်တဲ့ဘဝဌာနဆက်ရှိမှုပဲဖြစ်ပါတယ်အဇိဒဟာအရိမိတေယဖရာလောင်းလားဖရာလက်ထက်ကဘယ်သူဤသားလဲအမှန်ကိုသိရှိလိုပါ၏ဖရာတဲ့အဇိဒမင်းသားဟာနှစ်ယောက်ရှိပါတယ်ပထမအဇိဒမင်းသားကအနာဂတဝန်ကျမ်းမှာဆိုထားတဲ့ အဇာတတ္တဤသာအဇိတမင်းသားဖြစ်ပါれသူကိုလည်းဖရာအလောင်းလို့ဆိုပါれအနာဂတဝန်ကျမ်းဆိုတာဖရာဟောပါဠိတော်မဟုတ်တဲ့အတွက်အမှန်မဟုတ်ပါဘူးဒုတိယအဇိတမင်းသားကဖေရာအပါဒံပါဠိတော်ပြိလင်တဝဆာဝတ်မှာလာတဲ့ပောတလမင်းကြီးဤမင်းဆရာပုံနာကြီးနှင့်ပုံလေးမကြီးတို့ကမူဖာသောအဇိတမင်းသားဖြစ်ပါれသူကတော့သာသနာဘောင်ထဲရောက်ပြီးမြတ်စွာဘုရားရဲ့တရားကိုနာကြားလို့ယဟန္တာအဖြစ်နဲ့ပြိဋိဘံဆံသွားပါတယ် ဒါဆိုရင်အဇိတာမင်းသားဟာဖရာအလောင်းမဟုတ်ကြောင်းနဲ့အဇိတာမင်းသားဟာဘယ်သူဤသားဆိုတာကိုသိရှိလောက်မယ်ထင်ပါတယ်။ရှင်ဖရာတပားသူအပေါ်မှာချစ်ချင်းမုန်းခြင်းဖြစ်ပေါ်တည်မိလျင်အပြစ်ဖြစ်ပါသလားဖရာတဲ့။ချစ်ချင်းမုန်းခြင်းသည်အကုသိုလ်ဖြစ်တာကြောင့်စိတ်ကိုညှဉ်းနှံစေပါတယ်။ချစ်ချင်းသည်ကာမအဆုံးကိုညှိတာကြောင့်အချစ်ခံရတဲ့သူမကောင်းတာလို့လေအကောင်းပဲမြင်နေတတ်ပါတယ်။ မုံချင်းလီဒေါသအဆုံးကိုညစ်တာကြောင့်အမုန်းခံရတဲ့လူကကောင်းတာလုပ်လဲမကောင်းမြင်နေတတ်ပါတယ်။ဒါဟာချစ်ချင်းမုန်းချင်းကြောင့်ဖြစ်ပေါ်လာတဲ့ကျိုးကျိုးပဲဖြစ်ပါတယ်။ဒါကြောင့်ချစ်ချင်းမုန်းချင်းကိုမထားဘဲမေတ္တာနဲ့သာနေပါလို့ပြောခြင်းပါတယ်။အရှင်ဖယားဣဇတက်ေပါဏုပေတံဗုဒ္ဓံတရဏံဂစ္ဆာမိအတိတ်ဘယ်ကိုဖြေပေးတော်မူပါကုံဖုံဖယားတဲ့။ဣဇတက်ေ panu beda bodan terenan kisami iza dagi jeni ma sayu panu beda tetadaso bodan nyeswa piyaku terenan ukwe ya o ong ya miku ya huyu kisami sika pai iza dagi panu beda daman terenan kisami iza dagi jeni ma sayu panu beda အသက်ထက်ဆုံးဓမ္မံတရားတော်မြတ်ကိုတရဏံဥကွေရာပုံအောင်ရာပိခိုရာဟု၍ကိစ္ဆာမိစိတ်ပါ၏ဣဇတတေပါဏုပေတံတံဃံတရဏံကိစ္ဆာမိဣဇတတေယနေ့မှစ၍ပါဏုပေတံအသက်ထက်ဆုံးတံဃံတံဃာရောအရှင်သူမြတ်အပေါင်းကိုတရဏံကိုးွယ်ရာ ပုံအောင်ရာမိခိုရာဟူ၍ဂစ္ဆာမိစီကပ်ပါ၏ဆရာတော်ဖရာတတိတော်မရှင်းလို့မေခွန်မေလျှောက်ခွင့်ပြုပါဖရာမြတ်စွာဘုရားရဲ့ဖွာဘတ်တော်ခုနှစ်ပါးတို့အနက်ရွှေအိုကြီးလေးလုံးသည်ဘယ်နေရာမှာအဘယ်သို့တည်ရှိနေပါသလဲဖရာကျေးဇူးပြုပြီးဖြေချပေးပါဖရာတဲ့ရွှေအိုကြီးလေးလုံးရဲ့အမိနဲ့ကျေပြပုံကိုပြောပါဦးမယ်နော်ရွှေအိုကြီးလေးလုံးသည်တက္ကະဝုမြကြီးကျယ်တဲ့သင်္ခါဆိုတဲ့ရွှေအို နှစ်ငကာဦးမြကြီးကျယ်တဲ့ဇလဆိုတဲ့ရွှေဦးသုံးသုံးကာဦးမြကြီးကျယ်တဲ့ဥပလဆိုတဲ့ရွှေဦးလေးလေးကာဦးမြကြီးကျယ်တဲ့ပုံတရိကဆိုတဲ့ရွှေဦးပဲဖြစ်ပါတယ်ဒါဟာရွှေဦးကြီးလေးလုံးပါအဆိုပါရွှေဦးကြီးလေးလုံးသည်မြတ်စွာဘုရားကိုမွေးတဲ့နေ့မှာပဲကပိလဝန်နန်းတော်ဝင်အတွင်းညအောင်မှာပေါ်ပေါက်လာပါတယ်ဘုရားအတွက်ဖြစ်တဲ့ရွှေဦးဖြစ်တာကြောင့်ဘုရားမှလွဲ၍ဘယ်သူမှမမြင်ရပါဘူးနော်အဆိုပါရွှေဦးကြီးလေးလုံးသည် မြတ်စွာဘုရားတောထွက်တဲ့နေ့မှာပဲကြွယ်ပြောက်သွားပါတယ်။ဒါကြောင့်ရာဟုလအမွေလာတောင်းတဲ့အချိန်မှာမြတ်စွာဘုရားစီမှာရွှေအိုကြီးလေးလုံးမရှိတော့ပါဘူးနော်။ဒါဆိုရင်ရွှေအိုကြီးလေးလုံးဘယ်နေရာမှာတည်ရှိတယ်ဆိုတာကိုသိလောက်ပြီးခင်ပါတယ်။စေရနာတိအဓိကလို့ဘုရားရှင်ဟောတာကရောဘုရား။ဘုရားတည်တဲ့နေရာမှာလှူစရာမရှိလို့တံပိုးထားတဲ့သဘင်ကို ဖြတ်လှူတာ ကုသိုလ်မရနိုင်ဘူးလားဘုရားတဲ့။ဒီမှန်လေးက ဖះကိုသပင်မလူကောင်းဘူးဆိုတဲ့ဥစဉ်တင်ထားတဲ့ပို့ထဲမှာလာမှန်ထားတဲ့မှန်လေးဖြစ်ပါတယ်။စေတနာဆိုတာပညာနဲ့တွေ့ရပါတယ်။ဥစဉ်တို့ကိုးကွယ်တဲ့မြတ်စွာဘုရားဟာပညာဓိကဘုရားဖြစ်တဲ့အတွက်သူတည်ထောင်ထားခဲ့တဲ့သာသနာတော်ဟာလည်းပဲပညာဓိကသာသနာဖြစ်ပါတယ်။ပညာဓိက သာသနာကိုမှီခိုကြည်ညိုနေကြတဲ့ဒကာဒကာမများမှန်ရင်ကုသိုလ်ရေးမှာပညာတရားနဲ့ဝေဖန်စစ်စစ်ပြီးမှလှုပ်ဆောင်တင်ပါတယ်။ တချို့ကမျက်ရည်သမားတောင် မျက်ရှိဆုပ်လှူဒန်းသေးတာပဲဇပင်းလှူရင် ကုသိုလ်ရရမှာပေါ့ဟုအာဘော်လွန်ပြီးပြောတတ်ကြပါတယ်မျက်ရှိဆုပ်ဟာမျက်စွာဖရာအတွက်အပ္ပရာဇိတပလင်အဖြစ်အသုံးတည်သွားပါတယ်ဇပင်းဆိုတာဟာဖရာအတွက်ဘယ်နေရာမှာအသုံးတည်နိုင်ပါဒလဲဇပင်းဆိုတာဟာမတင့်တယ်သော32ကော့ထာတာထဲမှာပါဝင်တဲ့အရာဖြစ်တာကြောင့်ဖရာကိုလှူဒန်းခြင်းဟာလုံးဝမတင့်တော်ပါဘူးဒါကြောင့်ကုသိုလ်ပြုမယ်ဆိုလို့ရှိရင်ပညာတရားနဲ့ဝေဖန်စစ်စစ်ပြီးမှပြုသင့်ပါတယ် အရှင်ဖေယတပည့်တော်ထင်မြင်ချက်တစ်ခုရှိပါတယ်ပေကံလှူဒန်းရာတွင် လူမြင်အောင်ဂုံယူဝင်ကြွားလူစိတ်ဖြင့်လှူလျင်ဒါနမမြောက်ထင်မိပါတယ်မှန်ပါလားဖေယတဲ့လှူပြီဆိုရင်တော့ဒါနကတော့ဖြစ်သွားတာပါပဲနော်သို့တော့ပက္ကတနာဒါနနဲ့ပါရမီထိုက်တဲ့ဒါနကွဲပြားဖို့တော့လိုပါတယ်ပက္ကတနာဒါနဆိုတာက မိမိဂုံတရင်ကြော်စောရေးကိုသာရှိရှုတဲ့ဒါနကိုပြောတာ ဖြစ်ပါတယ်။အဲ့ဒီလိုဒါနမျိုးကတော့ယနေ့ခေတ်မှာပေါ်ပါတယ်။ပကာသနဒါနဟာမိမိဂုံတရင်ကြော်စောရေးကိုသာ ရှိရှုတဲ့ဒါနဖြစ်တဲ့အတွက်ကုသိုလ်ရပင်ရညာတော်လည်းပဲနိဗ္ဗာန်ကို အထောက်ကူ ပေးစေနိုင်တဲ့ဒါနမျိုးတော့မဟုတ်ပါဘူး။ပါရမီထိုက်တဲ့ဒါနကတော့မိမိဂုံတရင်ကြော်စောရေးထက် အလှခံပုဂ္ဂိုလ်ကောင်းစားရေးကိုသာရှေးရှုတဲ့ဒါနဖြစ်တာကြောင့်ကုသိုလ်လည်းရသလိုနိဗ္ဗာန်ကို အထောက်ကူပေးစေနိုင်တဲ့ဒါနမျိုးလည်းဖြစ်ပါတယ်။ဒါကြောင့်ဒါနပြုတဲ့အခါမှာပက္ကသနဒါနနဲ့ပါရမီထိုက်တဲ့ဒါနကွဲပြားစွာတည်ဖို့တော့လိုပါတယ်။